အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ တော့ဒီနေ့ထိုင်းရွှေဈေးကတော့ညနေမှာတော့အတက်အကျ15ကြိမ်တည်တည်ရှိပေမဲ့ညနေမှာ300အတက်နဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က6ရက်နေ့၄လပိုင်း2020နဲ့9ခုနဲ့ညနေပိုင်းထိုင်းရွှေဈေးကတော့300တက်ပါတယ်66.5ကြိမ်လို့ရှိတဲ့ထိုင်းရွှေကဲဈေးဆိုင်ကရောင်းတဲ့ဈေးက4,850ဆိုင်ကလက်ခံတဲ့ဈေးက4,950လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9,600နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက4,860 6ရှင်းနဲ့ပေါင်စည်းရှိပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3042.53တန်းရွှေဈေးကိုတွက်ထားပါတယ်။တစ်ဒေါ်လာကိုထိုင်းဘတ်ငွေ34.63တန်းရွှေဈေးကိုတွက်ထားပါတယ်။66.500ခန့်လို့ရှိတဲ့တန်းရွှေခေတ်ကဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်။ လက်ခအပီးစီထိုက်ရွှေခဲတပတ်သားကို9050ဈေးနဲ့ပေါင်ဈေးရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာဂိန်လုံးပြတ်မပြတ်ပဲဆိုင်က4950ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000တိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ ဒီနေ့ထိုင်းရွှေလက်ဝဲရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4000ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့မှလည်းထိုင်းရွှေစီးတွေကအတက်စင်းနေပဲရှိနေပါသေးတယ်လက်ရှိမှာလည်းထိုင်းရွှေစီးကဆက်လက်ပြီးတက်ဖို့လားလာရှိနေပါသေးတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းနဲ့ဆိုရင်တော့အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေအတွက်လက်ခစေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စကွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်က200 5ပတ်သားထိဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိ ပါဘူး။ထိုင်းရွှေစင်ငွေစည်းတွေကိုအများနဲ့တင်ပေးပါရတယ်။ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကိုလှုပ်လှုပ်လိုက်လှထားနိုင်ပါရတယ်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ဖြစ်နိုင်ကြပါစေ။